ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ MNB အောင်ကျော်သူပါအဲခုနကပဲ Sanjo Jin Mobile မော်လမြိုင်နေပြီးတော့ page မှာတော်တော်များများတောင်းဆိုနေတဲ့ဒီ Mi Tan U Edition လေးကိုရောက်လာတဲ့အတွက်ကျွန်တော်ချက်ချင်းပဲ unbox လုပ်ပြီးတော့ first impression လေးလုပ်ပေးလိုက်တယ်ကျွန်တော်ကိုယ်တိုင်တောင်းဆိုတာရော page က audience ရဲ့တောင်းဆိုတာကိုအမြဲလိုလိုကျွန်တော် support ပေးနေတဲ့ Sanjo Jin Mobile မော်လမြိုင်ကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ကျွန်တော်လည်းတစ်ဖက်တစ်လမ်းအပြန် support လုပ်ပေးတဲ့အနေနဲ့ဖုန်းဝင်ပို့စဉ်းစားနေရဆိုရင်လည်း Sanjo Jin Mobile မော်လမြိုင်ကနေပြီးတော့ဝယ်ဖို့ကျွန်တော်နည်းနည်းလေးတိုက်တွန်းခြင်းနဲ့ဆိုတော့ကျွန်တော်တို့ first impression လေးစလိုက်တာပေါ့ ပထမဆုံးဒီကောင်ကိုကိုင်ရဲဟန်ဖီလင်ကတော်တော်လေးမိုက်တယ်ဗျအဆိုလိုချင်တာကျွန်တော်ဒီပြီးခဲ့တဲ့ Japan တော့ Redmi Note 9S ကိုကိုင်ခဲ့ရရပေါ့နော်ဒါ mirage ကျမှာ entry mirage လို့ပြောလို့ရတယ်အခုဒီ Mi 10 U edition ကိုကိုင်ခဲ့ရတဲ့ဟန်ဖီလင်နဲ့ဒီ Redmi Note 9S ဟိုကိုင်လိုက်ရတဲ့ဟန်ဖီလင်နဲ့ကအများကြီးကွာသွားတယ်လို့ခံစားရတယ်ဖြစ်နိုင်ခြေရှိတာဒီကောင်ကအရင်မထူလွန်းတဲ့ body design ကြောင့်ဖြစ်နိုင်ခြေရှိတယ်အဲ့ဒါအောင်မှာသူကက်ဖလုတ်ပေးလိုက်တဲ့အခါကျတော့ကိုင်ကတော်တော်လေး comfort ဖြစ်သွားတယ် grip လုပ်လို့တော်တော်လေးကောင်းသွားတယ်။အဲဒါအပြင်ရောမှဒီကောင်ရဲ့ weight ကလည်းအများကြီးမလေးနေတဲ့အခါကျတော့ဘာပဲပြောပြောတထဲမှာပုံမှန်ကျွန်တော်တို့ mid range phone တစ်လုံးဆိုရဲ hard down နဲ့ပိုရဲဆိုရဲ heavy လုံးတန်းရရလို့ပြောလို့ရတယ်။အဲတော့ဒီကောင်ရဲ့ camera bag ကနည်းနည်းလေးတော့ထွက်တယ်ဗျာ။ဒါပေမဲ့တကယ်တမ်းပြောရင် camera အသားပေးတဲ့ phone ပြီးပြီ camera bag ဒီလောက်ထွက်တာလက်ခံလို့ရတဲ့အပြင်ကိုဒီကောင်ထွက်တဲ့ camera bag ကလည်းဘယ်လိုပြောရမလဲပြီးခဲ့တဲ့အဲ Redmi Note 9S နဲ့ပဲကျွန်တော်ပြန်ရှင်ပြောရမယ်ဆိုရင် အရင်ဖူးထွက်နေပြီတိတိတသားကြီးဟိုထိုးထွက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ခီးတင်ခီးထိုက်တဲ့ထွက်တင်ထွက်ထိုက်တဲ့နေရာတတရရလေးထွက်လာတဲ့လိုမျိုးခံစားရတယ်။မျက်နှာကြီးကဟင်းဘက်ပါတော့မဟုတ်ပေါ့ဗျာ။ပြောမယ်ဆိုရင်ဒီကောင်းရဲ့ hand feeling ကတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်။ဆိုတော့အောက်ဘက်မှာဒီ USB type C ပေါက်ပါမယ်။ပြီးတော့ SIM tray ပါမယ်။ microphone ပေါက်ပါမယ်။ speaker grip ပေါက်ပါမယ်။ဆိုတော့ဒါတွေကပုံမှန်ပဲကျွန်တော်မြင်တွေ့နေကြဖုန်းတွေမှာပါနေကြဒီ placement တွေပဲ။ပြီးတော့ညာဘက်မှာ power button နဲ့ ဒီ volume lock ကပါမယ်အပေါ်ဘက်မှာတော့ဒီ 2.5mm headphone jack ပေါက်ပါမယ်ပြီးတော့ infrared sensor ပါမယ်ဒါကတော့ remove ပါ냐တုံးလို့ရမယ်ပြီးတော့ video recording အတွက် microphone ပေါက်တစ်ပေါက်ပါမယ်အဲ့တော့ဆက်ပြောမယ်ဆိုရင်ဒီကောင်းရဲ့ဒီအရှိတ်ဘက်ချမ်းပေါ့နော်အရှိတ်ဘက်ချမ်းမှာဒီ water to noise ဖြစ်သွားရပြ water to noise ဖြစ်သွားတဲ့အချက်လေးကတော့တိတ်တော့သဘောမကျဘူးပန်ရှိုးလေးနဲ့သာဆိုရင်ဒီကောင်းကလုံးဝ design ရော big quality ရော perfect သူ့ဈေးထဲမှာ perfect ဖြစ်တဲ့ဖုန်းတစ်လုံးလုံးပြောလို့ရတဲ့အနေထားကိုတန်းရောက်သွားမှာပေါ့နော် အောက်ဘက်ကချင်းကလည်းကျွန်တော်ပုံမှန်မြင်တွေ့နေကြ mirror phone တွေမှာတွေ့နေကြချင်းဆိုင်ပဲပေါ့နော်သေးသွားမျိုးမရှိဘူးဆိုတော့ design ပိုင်း overall ခြုံပြရရင်ကျွန်တော်ကဒီကန်ရတာပုတ်ပုတ်ပွားပွားဖြစ်တဲ့အချက်ရဲ့နောက်သူ့ရဲ့ big quality တော်တော်လေးမိုက်တာရယ်နဲ့ပေါင်းလိုက်ရင်ဒီကောင်ကပေးရတဲ့ဈေးနဲ့တော့တန်တယ်လို့သူချက်ပေါက်ပြောလို့ရတဲ့အနေထားမှာရှိတယ်အဲ့တော့ဒီကောင်ရဲ့ display size က6.59လက်မဒါအောင်မှဒီ super amoled samsung ရဲ့ panel ကိုသုံးမိထားတာပေါ့နော် samsung panel ကိုသုံးမိထားတဲ့အတွက် ကျွန်တော်တို့ပုံမှန်ဒီ Samsung ဖုန်းတွေလိုမျိုး social တောက်ဝါမလားဆိုပြီးတော့စိတ်ကထင်ကောင်းထင်သွားလိမ့်မယ်ဒါပေမဲ့အခု fashion version အရအဲ social တောက်တင်ရဲ့ဘက်ကိုမသွားထားဘူးအဲ့တော့မှဒီကောင်ကနည်းနည်းလေး color မှန်တဲ့ဘက်ကိုသွားထားရလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်ရဲ့ brightness ကလည်းဒီ impression ရပြောရမယ်ဆိုရင်တော်တော်လေးကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်မှာ complain တက်ချင်စရာ 90Hz တော့မပါတော့ဘူးเนาะတကယ်လည်းပြောရရင်ဒီ AMOLED panel မှာ 90Hz သုံးဖို့ဆိုတာဈေးတော်တော်မြင့်တဲ့အနေထားရောက်သွားတဲ့အခါကျတော့သူတို့ကဒီ118 sample rate ကိုထည့်ပေးလိုက်တယ် ဆိုတော့ဒီ sample rate ကလည်းကျွန်တော်ဒီ gaming phone တွေမှာပြောဘူးနေကြအတိုင်းပဲပေါ့နော်ကျွန်တော် test ကိုသူဘလောက်ထိ sampling လိုက်လုံနိုင်လဲဆိုတဲ့ဟာကိုတိုင်းတာပေးရဲ့နည်းပညာတစ်ခုပေါ့နော်ဒါကတော့ကျွန်တော် game ဆိုရသေးတဲ့အခါကျတော့တိတ် ပြောဖို့နည်းနည်းစိုးအောင်မယ်လို့ထင်တယ်အဲ့တော့ဒီကောင်းရဲ့ display ကိုကျွန်တော်ဒီ first impression တစ်ခုအနေနဲ့ပြောရမယ်ဆိုရင် ပုံမှန်ကျွန်တော်ဒီ mirror show နေမှာမြင်တွေ့နေကြ AMOLED panel ကိုသုံးပေးထားတဲ့ display တစ်ခုလိုပဲမြင်တယ်။အကဲ gain ဆော်ပြီးလို့ကျွန်တော်ဒီကောင်ရဲ့ sampling rate ကိုသဘောကျရဆုံးတော့ဒီကောင်ကပုံမှန်ကျွန်တော် mirror show နေမှာမြင်နေကြ display တစ်ခုတည်း quality ပိုကောင်းတဲ့ဟာတစ်ခုကိုရရလို့တော့ကျွန်တော်ပြန်ပြောကောင်းပြောရလိမ့်မယ်။ဆိုတော့ first impression ရတော့ဒီကောင်ရဲ့ display ကအရင်ကြီးသဘောမကျတဲ့အထည်လည်းမပါတလို့သဘောကျရဆိုတဲ့အထည်လည်းမရောက်သေးဘူးလို့ပဲကျွန်တော်ကတော့မြင်နေ။နောက်ထပ်ဒီကောင်ကိုပြောကြချင်တာ performance ပေါ့နော်။ Snapdragon 765 SoC ကိုသုံးပေးထားတယ်။ဒါမှမဟုတ် 5G နဲ့လာမယ်။ တော့ 5G နဲ့လာမယ်ဆိုတော့ဒါ future proof ဖြစ်ပြီးသားပါเนาะငါသိဝင်ချင်ဖုန်းတလုံးမှာ 5G လည်းပါလာပြီဆိုတော့တကယ်တမ်းပြောရရင် 5G ကကျွန်တော်တို့ထင်သားသလောက်ဈေးအရန်အပေါ်မှာအမြင်ပိုင်းမှာနေနေရဲ့ဒီလူဒန်းသားတည့်ရပဲစိန်ခံဖို့ပစ္စည်းတစ်ခုမဟုတ်တာတော့တခြားတလောက်ရှိသွားပြီပေါ့เนาะဆိုတော့မရှင်းမနောက်ကျွန်တော်တို့နိုင်ငံမှာလည်း 5G ရလာပြီဆိုရင် maybe ဒါကတော့ကျွန်တော် 5G ready phone ဖြစ်တဲ့ဒီလူကောင်လေးတွေအခုချိန်မှာတော့ရွေးထားဖို့သင့်ပြီလို့တော့မြင်နေအဲ့တော့ဒီ Snapdragon 775ရဲ့ performance ကကျွန်တော်များများဆဆပြောကြမှာရှိဘူးပြီးခဲ့တဲ့ရပန်တော့ကျွန်တော်ဆန်ပေးထားတဲ့ Nubia play မှာတော့ဒီ Snapdragon 765နဲ့ပတ်သက်ပြီးတော့ပြောထားတယ်ဆိုတော့ဒီကောင်ရဲ့ performance ကတော့ဒီလောက်ပဲအဲ့တော့ဒီကောင်ရဲ့အဓိက features ဖြစ်တဲ့ camera ဘိုင်းဆက်ပြောမယ် main sensor 40 megapixel aperture f1.8 နောက်ထပ်8 megapixel ultra wide sensor နောက်ထပ်8 megapixel periscope tele sensor ကိုသုံးလာတယ်ကျန်တဲ့ sensor တစ်ခုကတော့2 megapixel macro sensor ပေါ့နော် periscope sensor ဆိုတာကျွန်တော်အရင်တော့ဒီ flagship phone တွေမှာမြင်တွေ့ရတဲ့ features တစ်ခုပေါ့နော်အခုဒါက phone ဒီ mirror range phone တွေကိုရောက်လာပြီဆိုတော့ကျွန်တော်ကြိုဆိုရမယ်အဲ့လိုပဲခုနကကျွန်တော် sensor ကြီးရတဲ့လောက်ကလည်းဒီ48 megapixel က dynamic range ရေ exposure ရေတော်တော်လေးကောင်းတယ်အဲ့တော့ဒီကောင်းရဲ့ဒီ key selling point ဖြစ်တဲ့ camera ကတော့လုံးဝပြောရမယ်ဆိုရင်ဗျာ short တော့လို့များတဲ့အနေထားမှာရှိတယ်အဲ့ဒါအပြင်ကျွန်တော် tele sensor ကိုထပ်ဆန်းတယ် တယ်လီဆန်သာဇန်တဲ့အခါကျတော့ဒီကောင်က 5HD ကို optical zone ရတယ် 5HD optical zone ရတယ်ဆိုတော့ဒါတော်တော်လေးကောင်းတဲ့ဒီ zone အနေထားတစ်ခုရောက်သွားပြီလို့ပြောလို့ရတယ်ဗောနော် mirror phone တစ်လုံးအနေနဲ့တွေ့မှာဆိုရင်အဲပြီးတော့ 10H ကို hybrid zone ရတယ် 50HD ကို digital zone ရတယ်ဆိုတော့ 5HD ရော 10HD ရောကျွန်တော်စမ်းကြည့်ရတဲ့အခါကျတော့တော်တော်လေး impressive ဖြစ်ဖို့ကောင်းတဲ့ရလက်ကိုရရတယ်ဒါပေမဲ့ 50H ကတော့ထုံးစံအတိုင်းပဲဒီ 50H ထိရတဲ့ဖုန်းမှာတော့အရင်ကျင်းတဲ့ဖို့ကောင်းတဲ့အနေထားတစ်ခုကိုမရောက်သေးဘူး ဒီဒီ days ကြီးတော်တော်လေးလွတ်သွားတဲ့အနေအထားကိုရောက်သွားတယ်လို့ပဲပြောရမယ်ဆိုတော့ဒီကောင်ရဲ့ကင်မရာကတော့ပြောရမယ်ဆိုရင်တကယ် mirrorless ဖုန်းတစ်လုံးမှာတော်တော်လေးမိုက်တဲ့အနေအထားမှာရှိတယ်ခါတိုင်း၅သိန်းဝန်းကျင်ဖုန်းတစ်လုံးကိုကျွန်တော်ကင်မရာကောင်းတဲ့ဖုန်းရွေးပြပါဆိုရင်နည်းနည်းလေးခက်လိမ့်မယ်ဗျာအဲဆိုလိုချင်တာဒီ Vivo ရှိမယ် Vivo V90 ပေါ့နော်ပြီးတော့ Oppo Reno 3 Pro ရှိမယ်အခုအဲ့ဈေးကွက်ထဲကိုဒီ Mi 10 U Edition လေးရတယ်ဝင်လာနိုင်တဲ့တလုံးလို့တော့မြင်တယ်ဒီ channel 8 megapixel android sensor နဲ့2 megapixel macro ကတော့ဘာမှသိပ်မြန်မြန်ဆဆပြောဖို့တော့ လုံမဲ့တော့မထင်းတော့ဘူးပေါ့နော်ဆိုတော့ဒီကောင်ရဲ့ selfie camera ကတော့အဲရိုက်လိုက်တဲ့အခါကျရင်ပြတမျိုးပဲဟိုဆိုလိုချင်တာအခုကျွန်တော်ဒီလိုချိန်ထားတဲ့အချိန်မှာအဆင်ပြေတယ်တော်တော်လေးလဲသဘောကျဖို့ကောင်းတယ်တကယ်လဲထွက်လာတဲ့ပုံကိုကြည့်လိုက်တော့တခုခုဘာလုံနေလို့လုံနေမှမသိဘူးအဲ့အဲ့အဲ့ feel ကိုပျောက်သွားတယ်ကြာဒါပဲပြောပြဒီကောင်ရဲ့ selfie camera ကတော့အရင်ကြီးမတုံးဆိုတဲ့သူတွေအတွက်အဆင်ပြေမယ်ဆိုတဲ့အနေထားလောက်မှာရှိနိုင်တယ် အဲ့တော့ဗီဒီယိုပိုင်းဆက်ပြောရမယ်ဆိုရင်ခုနကကျွန်တော်ဒီကောင်ကိုဆန်းလိုက်တော့အသိသဘောမကျတဲ့အချက်ကလေးတစ်ချက်တွေ့ရပါတော့။ဒါ 4K ကိုကျွန်တော်တို့ဒီ60 frame per second ထိရိုက်လို့မရဘူးဆိုတဲ့အချက်ကိုသိသဘောမကျဘူးပေါ့နော်။30 frame per second ထိရိုက်လို့ရတယ်။အဲ့တော့မှဗီဒီယိုတို့က macro နဲ့လည်းရိုက်လို့ရတယ်။နောက် stabilization ဘာညာလည်းပါတယ်။ကျန်တဲ့ဒီတကယ် feature တွေဖြစ်တဲ့ moving object တို့ movie frame တို့ subtitle တို့ဘာညာဒီ တကယ်မီတန်ရဲ့ feature တွေအကုန်လုံးနှိပါပါလာရဲဆိုတော့ဒီကောင်းရဲ့ video capability တွေကလည်းမစိုးဘူးလို့မြင်တယ်ပေါ့နော်အဓိကတော့ stabilization ပါတာနဲ့တင်နည်းနည်းလေးတစ်ဆင့်မြင့်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ဒီကောင်းရဲ့ကျန်တဲ့ဒီ feature တွေဆက်ပြောမယ်ဆိုရင် analytic fingerprint ပေါ့နော် analytic fingerprint ကတော့တော်တော်လေးမြင်တဲ့အထက်မှာပါတယ်နောက် audio quality audio quality ကလည်းအဲပြောမယ်ဆိုရင် main phone တစ်လုံးမှာရှင်းရှင်းရှိတတ်တဲ့အနေအထားမှာရှိတယ်။ mono speaker ပဲမဲ့လည်းတော်တော်လေးအဆင်ပြေရဲ့လို့ပြောလို့ရတယ် ဆိုတော့ဒီကောင်းရဲ့ဘက်ထရီပေါ့နော်ဒေတောင်160မီလီအမ်ပါအဝါဒေတောင်160မီလီအမ်ပါအဝါဒီအမိုးလက်သုံးပေးထားတာနဲ့ပြန်တွက်မယ်ဆိုရင်တော်လေးရောအဆင်ပြေလို့ပြောလို့ရမယ့်အနေအထားမှာရှိရပါတော့ဒါပေမဲ့ကျွန်တော်ဒီနေ့မှရောက်ချင်းပြောတာဖြစ်တဲ့အတွက် spec လောက်ပဲပြောပြနိုင်တယ်ပေါ့နော်အဲ့တော့ charging speed က22.5 watt ထိကို off the box ပါလာသလို22.5 watt ထိကို support လုပ်ပေးထားတယ်ဆိုတော့ charging speed ကလည်းနည်းနည်းလေးတော့ နည်းလို့မြင်တယ်ဘာလို့လဲဆိုတော့တခြားဒီ data ဝင်ကြမှာ30 watt တွေ33 watt တွေထွက်လာနေပြီဟောဝိဆိုရင်40 watt တောင်ပါလာတယ်ဆိုတော့ဒီ22.5 watt ကတော့နည်းနည်းလေးတော့နည်းလို့ပြောလို့ရတယ်ဗျာတကယ်လည်းပြောမယ်ဆိုရင်တော့မဟုတ်ဒါပေမဲ့လည်းဒီအသွင်းတာအရင်တကူတကအဟိုအမြန်သွင်းပြီးအမြန်သွားနိုင်မယ်သူမဟုတ်ရင်တော့ဒီ22.5 watt ကလည်းလုံလောက်တယ်လို့ပြောလို့ရတဲ့အနေအထားမှရှိတယ်ဆိုတော့ဒီ midan juke ပေါ့နော် midan juke ကလည်းတကယ်တမ်းပြောရရင်တော့နာမည်သုံးမျိုးရှယ်ဗျာဒီ uk juke like ကဲနောက် like ကို ဟို light ကို zoom addition ရယ်ဆိုပြီးတော့၃မျိုးရယ်ရှိတယ်။ light ကို zoom addition ဆိုရင်ဘယ်နိုင်ငံအတွက်အဒီ use ဆိုရင်ဒါ China region အတွက် light ဆိုရင်ဘယ်နိုင်ငံအတွက်ဆိုပြီးခွဲထားတာရှိတယ်ပေါ့နော်။ဆိုတော့ဒီကော meter use China မှာရောင်းတဲ့ addition ဖြစ်တဲ့အတွက် global ရမရတော့ကျွန်တော်တို့သိချာတော့မသိဘူးပေါ့နော်။ဒါကတော့သူတို့ဘယ်လိုထွက်လာအောင်မလဲနောက်ပိုင်းဘယ်လို version နဲ့ဘယ်အချိန်မှာဘယ်လိုအနေထားတပုံထွက်လာအောင်မလဲဆိုတာမသိရတဲ့အတွက်ဒါကတော့ပြောလို့မရဘူး။အဲ့လိုပဲခုန Google နဲ့နဲ့တွန်းတဲ့အခါမှာလည်း တချို့တချို့တော့ဒီကျွန်တော်အရင်တော့လွယ်လွယ်ကူကူ APK view ကနေ Play Store လေး down ပြီးတန်းထည့်လို့ရရင်အနေထားမဟုတ်တော့ဘူးနော်တခြားဒီ Google ဒီ application သွင်းလို့ရတဲ့ကိုတန်းတူအောင် app တို့ TTA app တို့အဲ့လို app တွေကနေပြီးတဆင့်ပြန်သွင်းမှသာ version အနေကိုပြန်သွင်းမှသာရရဆိုအနေထားဖြစ်သွားရဆိုတော့ဒါနည်းနည်းလေးတော့သွင်းလို့မရအောင်မဟုတ်သွင်းလို့ရတယ်မကတိကောင်းတော့ဖြစ်တယ်လို့ပြောလို့ရပါဘောနော်ဆိုတော့ထားပါဒါတော့တိတ်တော့အရေးမကြီးဘူးအဲ့တော့ကျွန်တော် first impression ကဒီကောင်ကိုပြောမယ်ဆိုရင် ကင်မရာတပေါင်းနေတဲ့ဒီကောင်တော်တော်လေးကိုရှန်းရှန်းတောင်းနေပြီလို့ပြောလို့ရတယ်။ကျန်တဲ့ဒီ big quality design ဘာညာအနေထားရလဲ။နေသိန်း9900ဆိုရယ်ပေးရတဲ့ဈေးနဲ့တော့တော်တော်လေးတန်တဲ့ဖုန်းတလုံးလို့ပဲပြောရင်အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။